ဒီကနေ့အော်တိုဘာလာတရနေ့ရဲ့ထူးခြားသတင်းတွေအရောနိုင်ငံဝန်ထမ်းများအငြိမ်းစားဝန်ထမ်းများနဲ့တမတော်ကြီးရေလေဝန်ထမ်းများကို အပို့ထောက်ပံ့ခြင်းဖြင့်တလလင်း၃တောက်ချက်ထပ်မံတိုးမြှင့်လိုက်ပါတယ်။ဒါပြင်နေစားလောအခါချက်တထောင်ကို အပို့ထောက်ပံ့ခြင်းဖြင့်ခန်းစားခွင့်ပြုလိုက်လို့နေစားလူသမားတွေရဲ့လောက်ခကို9800ဖြင့်အော်တိုဘာလာတရနေ့ကနေထပ်မံခန်းစားခွင့်ပြုထားပါတယ်။ ကာဆစ်စတန်နိုင်ငံ MRD မြို့မှာစက်တင်ဘာလ18ရက်ကနေအောက်တိုဘာလ10ရက်နေ့ထိဒီကနေ့ထိကျင်းပနေတဲ့ကမ္ဘာလူငယ်စစ်တရင်ပြိုင်ပွဲအသက်10နှစ်အောက်ပွဲအစဉ်ရှင်မှာမောင်တာစစ်ကကိုရီးယားနိုင်ငံလူငယ်လက်ရွေးစင် လီဂျင်ကိုပွဲကစားချိန်၃နိုင်ကြောင် ကစားပေးအနိုင်ရရှိခဲ့ပါတယ်။ အထူးထူးခောက်ပွဲအတွက်မဲအစည်းအဝေးကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ17ရက်နေ့ထိ14ရက်ကြာသက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုကော်မရှင်ဖွဲ့ခွဲရုံးနေနဲ့ကြီးရွာအုပ်စုအတွင်းမှာရှိတဲ့ကြီးရွာတွေမှာပထမကျင်အဖြစ်ကတ်ထားကျင်ညာမှာဖြစ်ပါတယ်မိမိအမည်မဲစည်းအမမပါဝင်ပါကပုံစံထုံးနဲ့မဲစည်းအမအနေထဲသိမ်းပေးဖို့တောင်းဆိုရပါမယ်မပါဝင်တဲ့သူတွေပါဝင်နေပါခါပုံစံလေးနဲ့ကတ်ွက်ချင်း မဲဆင်းပါချက်လက်တွေမောင်းရနေပါကပုံစံလေးခါဖြင့်ပြင်ဆင်သွားတင်သွင်းခြင်းတို့ကိုဆောင်ရွက်စီလိုတယ်လို့ UEC ကထုတ်ပြန်ထားပါတယ်။ပြင်ဆင်ဆောင်ရွက်ပြီးပါကမဲဆန္ဒရှင်စီရင်ကို2025ခုနှစ်နိုဝင်ဘာလအတွင်းမှာ နောက်ဆုံးကြိမ်ဖြည့်ထပ်မံကထားချင်ရောက်တော့မှာဖြစ်ပါလိမ့်။ရန်ကုန်မြို့ရဲ့တင်ကရပွဲတော်တစ်ခုဖြစ်တဲ့ရေကျော်သတင်းကျုပ်ပွဲစီကိုအော်တိုဘာလတရနေ့ကနေ9ရက်နေ့အထိတပတ်ကြာကျင်းပသွားမှာဖြစ်ပါတယ်။အမတ်တရင်နဲ့ဒန်ငွေအီဆက်ရောင်မင်း ကနေထုတ်လုပ်တဲ့ DESI AON 77ကိုတလီတာလျန်2245ချက်နှုန်းနဲ့ပြည်တော်စုနေမြေနေပြီးတော့ရှိ 73C အောင်ဆိုင်ရမှာ3354မှာဒီကနေ့အစာပေးပြန်ဖြူရောင်းချပြမှာဖြစ်ပါတယ်။ရေနံဓာတုပေဒါဆက်ယုံစုတမယာကံမှာထုတ်လုပ်တဲ့ဤတွင်ထုတ် DESI AON 68ကိုဇန်နဝါရီလကအစာပေးတလီတာလျန်2200ချက်နှုန်းနဲ့ မြမရေနံဓာတုပေတာလုပ်ငန်းလက်အောက်ရှင်ဆက်သုံးစီရောင်းဆိုင်နေမှာရောင်းချပေးနေပါတယ်ဒီကနေ့အော်တိုဘာလ၁ရက်နေ့ကအပြည့်ပြည့်ဆိုင်ရာအသက်ကြီးရုံများနေဖြစ်ပါတယ်ကဘာကူလာသမခါကသက်ကြီးရုံတွေရဲ့အရေးပါပုံကိုအတိမတ်ပြုဖို့သတ်မှတ်ထားတဲ့နေ့ဖြစ်ပါတယ်ကဘာကော်ဖီနေ့ဖြစ်ပါတယ်ကော်ဖီလုပ်ငန်းမှာပါဝင်သူတွေအားလုံးကိုဂုဏ်ပြုပြီးကော်ဖီကိုမြှင့်တင်ပေးတဲ့နေ့ဖြစ်ပါတယ် 1949ခုနှစ်အောက်တိုဘာလတရက်နေ့မှာမော်စီတုံးကတရုတ်ပြည်သူ့တမရနိုင်ငံကိုထူထောင်ကြောင်းကြေညာခဲ့ပါတယ်။1960ပြည့်နှစ်အောက်တိုဘာလတရက်နေ့မှာနိုင်ဂျီးရီးယားနိုင်ငံဟာဗြိတိန်လက်အောက်ကနေလွတ်လပ်ရရခဲ့ပါတယ်။အောက်တိုဘာလတရက်နေ့ရဲ့မွေးနေ့ရှင်တွေကတော့အမေရိကန်ပြည်ထောင်စုရဲ့39မြောက်တမရငင်းချင်းနိုဘယ်ဆုရှင်ဂျေမီကာတာရဲ့မွေးနေ့ဖြစ်ပါတယ်။1924ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ဗြိတိန်ရုပ်ရှင်မင်းသမီးနဲ့အဆိုတော် ဂျူလီအန်ဒရူရဲ့မွေးနေ့ဖြစ်ပါတယ်1935ခုနှစ်မှာမွေးဖွားထားပါတယ်အမေရိကန်ရုပ်ရှင်မင်းသမီးအော်စကာဆုရှင်ဘာရီလာဆင်ရဲ့မွေးနေ့ဖြစ်ပါတယ်1989ခုနှစ်မှာမွေးဖွားခဲ့ပါအမေရိကန်သီယိုဆောင်နဲ့ဟာသပညာရှင် ဇက်ကာလီဖီယန္နာဂေတီယံမွေးနေ့ဖြစ်ပါတယ်1969ခုနှစ်မှာမွေးဖွားခဲ့ပါတယ်စတိမာလာ29ရက်မော်လယ်ပိုင်းကအင်ဒိုနီးရှားနိုင်ငံအရှိကြပါပြည်နယ်ရှင်ကျောင်းအဆောင်အုံတစ်ခုပြုချခဲ့ရမှာကျောင်းသားတို့ကွယ်လွန်ခဲ့ပြီးတရားထုတ်ထံရရရှိခဲ့ပါတယ်နေ့ကည9:59မိနစ်မှာဖိလစ်ပိုင်စီဘူးရှိပိုကိုမြို့ကန်းလွန်ပင်လယ်ပြင်မှာပြင်းအရီတာစကေခုနှစ်ရှိတဲ့မြင်းငလင်တစ်ခုလောက်ခတ်ခဲ့ပါတယ်